စ်အိမ်အပိုင်းချခွန်နှစ်ကုံပိုင်းတွင်မနေစာဖွဲ့သည်ဒေတာရာဇာတို့ဖြစ်ခဲ့ကြသည်အဖွဲ့တွင်ဇင်းဤကောင်းဆောင်ဖြစ်ပါဝင်လာသည် ေတာရစာတွင်ဇင်တို့ထိမှတ်သည့်ထက်ပုံမခက်ခဲသောအရာများကိုတွေ့လာရသည်။ဥတ္တမောင်တန်သည်စီရင်စရာနှင့်ပတ်သက်ပါအတော်ပင်ပြစ်စလက်ခံနိုင်ကြောင်းတွေ့ခဲ့ရသည်။ဇင်တို့လိုအပ်သောစာရွက်စာတမ်းများကိုမညာနိုင်ခဲ့တောင်းဆိုလာတိုင်းကောက်ခါသည်ခြင်း။ဒီလိုပုံစံနဲ့ဘလို့လုပ်ပြီးလှုပ်တယ်ကိုလဲပတ်ခဲ့တာပါလေနော်။ဇင်ညီမိတီထီဖြစ်သည်။ဒီလိုပဲလဲပတ်ခဲ့တာပါပဲမတတ်စင်ဒီလိုပဲဆိုတာ ျွန်တော်တို့ကနောက်ကိုလှည့်မကြည့်ပဲမြည်ရထားလို့ဆက်လက်ခုံမောင်းသွားခဲ့တာပါပဲဥတည်မောင်တန်ပြောပုံကခက်ပေါ်ပေါ်ပဲအဲအခွန်တော်ဌာနကခေါ်ပြီးဆိုတော့မှနောက်ကိုလှည့်ကြည့်မိတော့တာပါပဲနောက်လှည့်ကြည့်တော့လည်းဘာမှပါမလာဘူးဆိုပါတော့အမှန်ပါပဲမှတ်သက်စေအမိငုတ်တူလေးတော့မတွေ့ခဲ့ရပါဘူးဇင်းတို့လူတိုင်းဝင်ရောက်လာခြင်းနေဒေသရာစာအတွက်စိတ်နှောင့်ယှက်ဖြစ်ပွဲမဟုတ်ပါညှဉ်းပွဲမဟုတ်ပါပျော်ရွှင်ပွဲဖြစ်ပါလိမ့်ကြည်ညိုပွဲဖြစ်ပါလိမ့် ဇင်းနီအဖွဲ့ကိုဦးဆောင်မှုပေးနိုင်တဲ့အတွက်ဦးတင်မောင်တန်းရင်ထင်ကြီးလေးဆောင်မှုကိုခံယူရသည်ဇင်းနီနည်းပြောရရင်တော့ဦးတင်မောင်တန်းရင်နှုပညာပီစာနေချမ်းသာကြွယ်ဝမှုကိုထင်ကြီးလေးစားရသည်မှန်းမည်ဇင်းတို့စစ်စီကြည့်တော့ကဒေတာရာသာသည်ငွေကြေးတသက်အတွက်ကြီးစားပေးလုပ်ငန်းကိုလုပ်ကိုင်နေကြောင်းတွေ့ရသည်နှုပညာရအောင်မြင်ပြီးငွေကြေးရရှုံးပေါ်သောစာအုပ်စာတမ်းများကိုလည်းထုတ်ဝေခဲ့ကြောင်းတွေ့ရသည် ပိုင်းတော့ကျွန်တော်ဝါသနာသက်သက်အတွက်လှုပ်လှုပ်ခဲ့တာပဲမှတ်သစင်းစာပေနယ်ထဲဝင်စားပညာမတက်သေးတဲ့ချိန်ဆိုတော့တောက်တောက်လဲရှုံးခဲ့တာပေါ့ဒီတော့ကကျွန်တော်ကအမှုပညာသက်သက်ကိုပဲကြည့်ခဲ့တယ်လေမှတ်သစင်းပြောတဲ့15ရက်တွင်ဆက်လိပ်ဖြစ်ပြီးတော့စာအုပ်မျိုးတွေကိုထုတ်ဝေခဲ့ရတာအမှုပညာပိုင်းရမဟုတ်ဘူးအမြတ်သက်သက်အတွက်ပဲအချောင်းကိုထင်းမိအောင်ထုတ်ဝေရတာပဲဒီပညာမျိုးတက်ခဲ့တာဘာမှမကြသေးဘူးလေဦးတင်မောင်တိုင်းနောက်ပိုင်းတွင်တောင်းနေသောကြောထောင်းနောက်ခံရှိသည်ငွေကြေးလုံလောက်ရှိသည် ဤဒီမှာသူစနီမှာချမ်းသာကြွယ်ဝသောကြောင့်ဖြစ်သည်ယောစင်ကြိုတင်လည်လာခဲ့မိသည်ဦးတင်မောင်တန်းတော်တွင်လွန်ခမ်းနာသောတိုက်တလုံးရှိကြောင်းစနီးတဲ့ကအိမ်တွင်မောင်ဆန်လာကြောင်းစင်သည့်ထားသည်စင်သည့်ထားခဲ့မိသည်မှာဦးတင်မောင်တန်း၏စနီးသည် အလုံးတိုက်တို့မြည်သည့်အခါများမလာရောက်ခြင်းဖြစ်သည်ဦးတင်မောင်တန်းနှုံမှသူ၏စနီးကြောင့်တခါများထုတ်ပေါ်ပြောကြားမှုမရှိခြင်းဖြစ်သည်စင်တော်အမိတာရာဇာတို့ဝင်ရောက်ခဲ့သောအစာအုပ်ပိုင်းရများတွင် ဇင်းနေဥတ္တမောင်တန်းတို့ဆက်ဆံရေးမှာတာမန်မျှသာဖြစ်ပါသည်သို့သောဝါနေစာအဖွဲ့တွင်ဇင်းနေဥတ္တမောင်တန်းနှင့်အဦးဆုံးဆက်ဆံရသူဖြစ်သည်အဖွဲ့ခေါင်းဆောင်လည်းဖြစ်၍တခြားသူများထက်ပုံမနီးကဆက်ဆံခြင်းခံရသည် အကယ်၍ဥတ္တမောင်တန်းသာစိတ်ဝင်စားမည်ဆိုလျှင်ဝါနေစာ၌စိတ်ဝင်စားခြင်းရှိသူလည်းများစွာရှိသည်ဥပမာတင်းတင်းအောင်ဆိုပါစို့အသက်25နှစ်ဝါနေစာဗီရာအဖွဲ့ရပြီသား ဒီကလေးမကပြည့်ဖြိုးသည်တောင်းတင်းသည်တွက်လက်ချစ်ကြသည်နောက်ကြတော့စိတ်ဝင်စားခြင်းအများဆုံးခံရသူဖြစ်သည်ပြီးစီမင်းညွန်ရှိသေးသည်အသက်20နှစ်စီရင်ကိုင်းအောင်ပြီးပြီသူကတော့ရိုရိုအေးအေးဖြူဖြူနွံ့နွံ့သူကတော့ရိုရိုအေးအေးဖြူဖြူနွံ့နွံ့မျက်နှာလေးကနမဲကျော်ရွှေရှင်မင်းသမီးတို့နှစ်တို့သည်အထူးသဖြင့်စကားပြောလျင်ဆွဲဆောင်မှုနှင့်ပြေဝသည်လူတကာငြိကြည့်နေရတတ်သည် ဝါနေစာသည်ဒီတို့သောငယ်ရွယ်တကြွသည့်ခြေတက်များနှင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဒီကြားကဥတ္တမသန်းသည်စင်ကိုစိတ်ဝင်စားဟန်ပြလာသည်စင်စင်စင်သည်အဖွဲ့ကောင်းဆောင်ဖြစ်ရုံမကရွယ်ကလည်းအကြီးဆုံးဖြစ်သည်တိတ်ခါနေနှင့်လည်းစင်တွင်ပြည့်ပြောစရာမရှိဒီစင်လာကိုထိန်ထိန်တော့နေနေစင်သည်ဥတ္တမသန်းကိုတည်တည်တတ်တတ်ပင်ဆက်ဆံခဲ့သည်အလို့တဘောထမပူအောင်စားစီခဲ့သည်ကလေးတွေရှိမှအကူကစံပြပြင်ရမည်မဟုတ်လားသို့ပင်မင်း ဟာဒီအမှာတော့လောက်တဘောထပ်ပို့ခဲ့တော့ရများရှိခဲ့သည်စင်နီဖွဲ့ကောင်းဆောင်နေနေအလောက်တော်ဝန်ပို့ခဲ့သည်အများပြန့်ချိန်မှာမပြန့်နိုင်ပရိဒရစာမှာပင်စီရင်စီရင်ကျင်ရရတတ်သည်ထိုခါဥတ္တမတန်းကသူကနေဆောင်တော့လိုက်ပို့သည်မျိုးရှိသည်ကျွန်တော်စာနေပြီမတက်စင်လဲစားရောပို့အိမ်မပြန့်ခင်တခုခုဝင်စားကြရအောင်လားဆိုပါစားတော့စာရင်ဝင်ကြသည်မျိုးလဲရှိသည်ပပဝင်ရကကြည်ပြီးပြီလားမကြည့်ရတဲ့ဝင်ကြည့်ရအောင်လားမတက်စင် စသဖြင့်ပေါ်ဆက်ခံရခြင်းမျိုးရှိသည်တခါတည်းရန်ဒေသရာဇာရင်းအစဉ်နှင့်ဥတ္တမသံနှစ်ယောက်လည်းကြံ့ရက်တတ်သည်လက်နှိပ်ဆက်တလုံးဖြင့်အလုံရှုံနေသောခြင်းကိုကြာမြင့်စွာဆူဆိုင်ကြည့်နေတတ်သည်မတက်စဉ်ဥတ္တမသံအားမော်ရီလဲကြည့်တော့ကခြင်းကိုဆူဆိုင်ကြည့်နေသည်မျက်ဝန်းများနှင့်မြင်ဆိုင်ရတတ်သည်မတက်စဉ်ထမင်းပေမှာစားတယ်လေအဆောင်မှာပဲပေါ့ကိုဟာကိုချက်စားတာလားဟွန်းထမင်းတိုင်းမှာစားတာပါ ဇင်ရစားတော့ထမင်းဆိုင်အဲ့တော့ဈေးရမှာသူ့တလို့ပဲဥတည်မောင်တိုင်းရဲ့နေတော့ပေါ်တာအသာစားတော့ထမင်းဆိုင်ပေါ့ခါခါထမင်းဆိုင်ရဟင်းဒီထမင်းနေကြီးစော်နဲ့လိုက်ရင်တော့ခုဟာကိုချက်စားတာပါပဲမတ်တန်စင်မှာဆွေးမျိုးရင်းချာမရှိဘူးလားအမေရှိပါတယ်အမေကဘယ်မှာလဲဇင်ရရီမော်လိုက်ဇင်ပရိသရာသာမှာပါနော်ဟမ်အော်အမျိုးသားမှုပုံနေဌာနများရောက်နေသလားလို့အမေမြန်းထူလို့ပါ ဩမတ်တက်စင်ရယ်ကျွန်တော်ကမတ်တက်စင်ကြောင့်တည်ချင်တော့ပါစင်ကြောင့်တည်ရရင်ဥဒမောင်တန်ဆွေးသွားမှာပေါ့ဒါဖြင့်ပြောပြစမ်းမှာဆွေးချင်တော့ပါစင်ကရင်ရင်မောရင်းနေပင်စကားကိုလဲပြပြခဲ့သည်စနေနေ့တိုင်းပါလို့အလုပ်ကမန်းကန်တိမ့်တိမ့်ပြရတာလဲမတ်တက်စင်အဲ့ဒီနေ့မှာစင်မိအိမ်ကိုပြန်နေလေဩဒီလိုကနေတနေ့တစ်ခြားရင်းနှီးလာသည်အကျွမ်းတော်ဝင်ရှိလာသည်ဥဒမောင်တန်ဒီရဲ့များသည့်သာလာအောင်စင်ကိုရေးပေးလာသည်ဒီလိုနေ့ ဒီဇင်ဘာလရေချမ်းမြတော့ညတညတွင်ဇင်းနေဥတ္တမောင်တန်းတို့နမ်စင်း၌ညစာစားဖြစ်ခဲ့ကြသည်အပြန်တွင်ဥတ္တမောင်တန်းသည်ကာဝေါ်ပြည်လမ်းမှသည်တက္ကသိုလ်ရိပ်သာလန်တို့ချိုးခွေဝင်ခဲ့သည်ဇင်းကိုဘယ်ခေါ်သွားမလို့လဲဥတ္တမောင်တန်းမစိုးရိမ်မှနဲ့မတတ်စင်ကျွန်တော်မတတ်စင်နဲ့အေးအေးဆေးဆေးစကားပြောချင်လို့ပါကာဝေါ်ရဲ့အင်းလျာဆောင်နိုင်ရသည်ဇင်းသည်အေးရှိလင်းပြေးနိုင်အောင်ကာရကာကိုဆွဲခွင်ထားလိုက်သည် လေယာတကယ်ပဲအင်းများနေသည် အင်းလျာဝန်းကျင်တွင်မြူပြင်းပိုင်းနေသည်တကားပြန်မိတ်ထားလိုက်ပါမတက်စင်ကျွန်တော်လူကြီးလူကောင်းပါဇင်းကြံကိုရိမ့်မိဟန်နေဦးတင်မာတန်ကဆိုသည်ဇင်းနေမိမိအစိုးရစိုးရိမ်စိတ်လွန်ကဲမှုကြောင့်ဦးတင်မာတန်၏တိတ်ကောင်ကိုစော်ကားသလိုဖြစ်သွားကြသောပေါင်းမိသည်အေးအေးစိတ်စိတ်စကားပြောချင်နေသောဇင်းအားရင်မောပြစ်လိုက်သည်တကားကိုဆေးလိုက်သည်မတက်စင်ရောအေးအေးပဲပြီးနမိုနီယာတော့ဖြစ်စေချင်ပါဦး အမှန်ပင်ဒီနေ့ရစဉ်ဒီပါလာတော်ဝင်များကိုသာဝေခဲမိသည်ဟုတ်တယ်မောင်တန်းနေမတော်ကလက်ကင်ပြီးမှလမ်းတစ်ဖက်လုံးတင်ထားသည်ဇင်းကိုမကြည့်ပဲပြောသည်မသက်စင်ကိုကျွန်တော်ချစ်နေမိပြီထင်တာပဲဇင်းကလည်းနင်းမောင်တဲကိုသာစူးစိုက်ကြည့်ရင်းကပြန်ပြောလိုက်သည်ဇင်းအပြုတ်မဟုတ်ပါဘူးကျွန်တော်သိပါတယ်မသက်စင်ယောက်ကြရဘူးလေကလေးနှစ်ယောက်ရှိတယ်ဆိုတာတင်းရပြီးပါပြီဟုတ်တယ်မောင်တန်းမှာဇနီးရှိတယ်သမီးရှိတယ်ဆိုတာလည်း ြင်သိနေပါတယ်ကျွန်တော်တို့အင်တာဗျူးကတည်နေခဲ့တာကြပါပြီ။ခွာရှင်းပြက်စဲတဲ့အကြောင်းသတင်းစာတွေမှာကျွန်မမတွေ့ခဲ့ရသေးပါဘူး။သမီးကြောင့်ပေါ့ကျွန်တော်တို့နေရာခွာရှင်းပြက်စဲလိုက်ပြီဆိုရင်သမီးမျက်နှာငယ်သွားမယ်မဟုတ်လား။သမီးရဲ့မျက်နှာဆက်လက်ထောက်ထားပြီးစောစောအစကောင်ပြန်ရောက်သိစေချင်ပါတယ်ဦးတမောင်တန်။ဒီတော့ဦးတမောင်တန်အနေနဲ့ဇင်ဘတ်ကိုလဲကြည့်သည်ဇင်ကတော့ငြင်းမြဲပြီ။ဇင်ရင်ထဲမှာလည်းမိတို့ညာဖြစ်မလားဟုတ်တယ်နီ။ 33နှစ်ဆိုသောမိန်းမတရားသည်အလွယ်တကူရင်ခုန်နိုင်စွမ်းမရှိသေးတော့မှန်းပြီမတက်စင်ကျွန်တော်စိတ်ဆိုးသွားတယ်စင်ကခေါင်းကိုဖြင်းချင်းစွာခင်ခါပြလိုက်သည်ကျွန်တော်စကားတိတ်ခွင်းစိတ်နေသလားမသိဘူးတိတ်တဲ့လိုဆန်နေသလားမပြောတတ်ဘူးဒါပေမဲ့ကျွန်တော်ဒီစကားပြောဖို့အတော်ကြိုးစားယူရတယ်ဆိုတာတော့ယုံပါစင်တော့ကြာမှစိတ်ငြိမ်နေသည်အင်းလျာကန်တပတ်ပြည်လန်းတစ်ဖက်မှာကာမီအောင်တန်းပြုတ်ပြတ်သွားသည် မာယုံမာမီလုံတန်းလေးတွေဒီတာမိုင်းတော်နှင်းမုံကြမှာဝေဝဝရှိနေသည်မတဇင်အောင်မလားမသိဘူးမတဇင်ကိုမြင်မြင်ချင်းနေကကျွန်တော်ချိမိလိုက်တယ်ထင်တာပဲ မတက်စင်ပထမဆုံးအချိန်ကျွန်တော်လုံခံကိုရောက်လာခဲ့ရပဲ။စင်ကလည်းထိုနေရာအကြောင်းကိုမှတ်တရရှိနေမိတယ်မှန်းပြီ။အရင်ဆိုင်မှာစကားဖြည့်စကားရှာပြီးအချိန်ဆွဲထားသည်ရောတတိယနေ့ဒီစင်တို့ခုထက်ငယ်သွားပြီ။တက္ကသိုလ်ကျောင်းသူကျောင်းသားပါပြန်ရောက်ခဲ့ရင်တော့ဒီစကားကလုံဝင်ချိုးစရာကောင်းပါပါ။ကိုရောစင်တို့ကစိတ်ကူးရင်ရမယ့်ရွယ်တွေကိုနှုတ်ခဲ့ပြီလေ။စင်တို့လက်တွေ့ဝတဲ့ကိုရောက်ခဲ့ကြပြီ။မတက်စင်မှာကျွန်တော်နဲ့ပတ်သက်လို့ဘာမှစိတ်လို့ရှာမှုဖြစ်ခဲ့ဘူးလား။ ဇင်ဦးတင်မောင်တန်းကိုလှုပ်ရှင်တယောက်အနေနဲ့လေးစားပါတယ်။ဦးတင်မောင်တန်းနေတစ်ဖက်သို့ပြန်လဲသွားသည်စောစောကလိုပြီးကားမှန်မှတဆင်ပြင်ပါတော့ငင်းနေသည်ဇင်တို့ကြာမှတိတ်ဆိတ်ခြင်းကလွမ်းမိုးစေတော်ကြီးကြာပါသည်ဇင်တို့ပြန်ကြပါသောဆောင်းဟာအဝင်နောက်ကြလို့မကောင်းဦးတင်မောင်တန်းတပြင်းဆိုင်တန်းကိုကြာရသည်ကားစက်နိုးသည်ခီယာတွင်သည်အင်းလျားကိုဖယ်ကျင်ခဲ့သည်နန်းတွင်လည်းစကားမပြောဖြစ်ကြ။ဆောင်ရှိသူရောက်လာသည် စင်ဒီကားတကားကိုဖွင့်လိုက်သည်ခါတိုင်းလိုပင်နှုတ်ဆက်စကားဆိုသည်စင်သွားတော့မယ်ဒီတော့မှဥတ္တမောင်တန်ရင်တန်ကိုပြန်၍ကြာရသည်နှက်ပြန်လှုပ်လာမယ်မဟုတ်လားနှက်ပြန်ဒီဇင်ဘာ25လေးလုံပိတ်ရက်လေးစင်အမေးစီအဲအမေးနဲ့ကလေးတွေစီပြန်မယ်လေစင်ဆောင်တွင်ညှောက်လာသည့်အတိုင်းကားတွေထွက်သွားပြီတော်ကြီးစာမောင်ထွက်တာအတန်ကိုကြာရသည်စင်သည် ဝိဇာကောမလဲပဲကရင်ပေါ်တော့နွမ်းလျာစာပြစ်လဲလိုက်သည်ညောလင်းတော့ရက်ကို ရောက်လာပါပြီကောထင်မှန်သည့်အတိုင်းဖြစ်လာခဲ့ပါပကောယခုတော့လေစင်ဆောက်ဦးတဲကတွေ့ခဲ့သလိုဦးတန်မောင်တန်သည်စင်းထံမှလို့ရှိတော့ရာတွေများပြားရှိနေပြီဆိုချင်းမှထင်ရှားလာသည်အော်ဆရာတော့မဟုတ်ပါမာရန်ကုံလိုနေရာမျိုးမှာစင်းလုံးလွတ်လပ်တော်မိလေးတရားဘူးလူတွေလိုချင်းဆရာများပြားရှိနေဒီမှာမစံကျဲပါပြောရရင်တော့ အစိမ်းရိုင်းစူဒီယာမှာခလင်ခဲအောင်တွေ့ကြုံရှိသူမျိုးကတော့လွယ်တတ်သည်တာရကတွေကလည်းများတာမဟုတ်လားတချို့တော့ကြွက်ပြင်းများဆိုရင်တော့ဒါမျိုးကိုပြင်တမင်တသက်ရှာဖွေနေတတ်ကြသည် လက်ထဲမှာကဲတလုံးရှိနေသည်ဆိုရင်နှံပြင်းများကိုလက်တဲဆန်းခြင်းကြမည်နှံပြင်းဆုပ်ကိုပင်ချွင်းချန်ထားမည်မဟုတ်စင်ကနှံပြင်းဆုပ်ထက်အကောင်ကြီးတင်းငန်းပြီးလူရင်သည်ရဲသည်နာကခန့်သည် လူရင်သလိုရဲသလို့ နီးကခံရရင် ခံဖို့လိုသည်ဆိုခြင်းကိုလည်းစင်ကခံယူထားပြီးသားဖြစ်သည်။သားရဲ့ဘောသည့်တော်တွင်သမင်လာဖြစ်မှာတော့မျက်စိလင်မိသားဖြစ်ရမည်။နာပါပြီးသားဖြစ်ရမည်။တာဝေါ်တဘာဝအရာနာလည်းထားပြီးသား။ဒါကြောင့်မင်းမစမ်းကြပါဘူးပြောရခြင်းဖြစ်သည်။ယုံပိယကုံပြီးနောက်တနည်းစင်ပတိတာသာသောလာတော်ကတည်တည်ငြိမ်ငြိမ်ပင် ဖြစ်ပါသည်။အေးအေးဆေးဆေးပင်ဖြစ်ပါသည်။ဥတ္တမောင်တန်းဤသာအနှဲငယ်အန္တရာဖြစ်နေသည် ဆင်းကိုရှာခွင်းနေသည်။အော်ကြီးစရာကောင်းလေးသား။ကောက်ငင်ကမစေးရပဲစံစန်းကများစေးရသည်ရှိသည်။နေ့လယ်ပိုင်းရောက်လာတော့ဦးတင်မောင်တန်ကိုဇင်ကပင်စာတင်စကားပြောရသည်။86ရဲ့ဆက်ရိုက်မှတ်တမ်းညနိုင်မလားဦးတင်မောင်တန်။ဟုတ်ဟုတ်ကဲ့ညနိုင်လိမ့်မယ်ထင်ပါတယ်မတက်စင်။လောက်ချိန်ပြီးတော့ကထုံးစံတိုင်းစင်နောက်ကြံရည်သည်။အစာပိုင်းကတော့ဘာမှမပြော။ ရှင်ဒေသရာသာကထွက်ခဲ့ပြီးဘက်စကားကိတော့ရှောက်လာတော့ကနောက်မှာကားပြင်းလိုက်လာသည်ရှင်ပေတွင်သူ၏ဘတ်ဆိုကန်ကားကိုရှင်ရဲ့သည်ကျွန်တော်လိုက်ဖို့ပြစီမတက်စင်နေပါစေရှင်ပါတာပဲပြန်ပါမယ်ဟုတ်တာပဲလာပါဗျာကားပေါ်တက်ပါရှင်မငင်းပယ်ခဲတော့ပါ ကားပေါ်တော့တက်ခဲသည်ဒီခါမှာတော့သူကရှင်ကိုမုထထောင်စိတ်ကန်းစီတော့ခေါ်သွားသည်လူရှင်သောဘောတရာထိန်နိုင်မြစ်ကိုမော်တော်ကားဟူထိုးကားရက်လိုက်သည် နှစ်သုံးခွားဆောင်စီမှာရေလိုင်းလေးတွေတလိမ့်လိမ့်တလူလူပြင်းနေသည်ကြာနေတဲ့ဝင်းတော်ဆန်ရတန်လင်းကျွန်းသည်ညီညီပြပြမိုင်းမြများနေလွမ်းချင်းစပွဲပြီးစားငံတက်ပါတော့လေဒီနွေးနေလေးသည်မသက်စင်ဆောင်ကျွန်တော်ပြောပြနိုင်လိုက်ဆိုင်းမပါပုံစင်ဆိုသလိုတင်မတန်ကမိလိုက်သည်သူမျက်နာဒီလေးနဲ့ဟန်ဖြင့်တည်ကြည်နေသည်သူမျက်ဝန်းများသည်ရခင်ကလာမတောက်ပါတော့ဟိုတင်းသည်ပြောင်းပြနိုင်စရာမရှိပါဘူး ်တင်းဖြစ်ပြက်တွေကဘာမှမစမ်းကြပါဘူးသူများတကားတွေလုံးနေထိုင်လာပြီးစင်တက်ကတူရောက်ခဲ့ပါတယ်ဒုတိယနေ့မှာမောင်နဲ့တွေ့ပါတယ်လက်ထပ်ခဲ့တယ်ကလေးနှစ်ယောက်ရတော့မောင်ကပြစ်သွားတယ်ဒါပါပဲမတတ်စင်ပြောမုန်းကဘာခံစားချက်မှမရှိသလိုဒါတွေကိုတွေးပြီးဆွေးနေရရင်ဒီခေတ်တွင်မဲကြီးအောင်ဆဲပြီးတော့ချော့တော့မပြုံးဆိုတာလုံးဖြစ်နေတော့မှာပေါ့ဘာပဲပြောပြောယောက်ျားနဲ့မိန်းမဆိုတာခန္ဓာဗေဒရာတိဆောက်ပုံပါပဲ။ မြင်နေရခံစားချက်တွေကတော့အတူတူပါပဲဖြစ်စားတော့တော့အများကြီးခံစားခဲ့ရတာပေါ့ရှင်မတတ်စင်လို့မိမတရားကိုပြစ်ခွာသွားရတဲ့လူကျွန်တော်အံ့ဩတယ်သူ့မှာဇင်းထက်တာတဲ့မိမကိုရှာတွေ့ခဲ့လို့နေမှာပေါ့လူတွေဟာဒီလိုပဲတစင်းထက်တစင်းသားတာကိုရှာကြတာဓမ္မတာပါနောက်ကြအောင်တော့ဒီသဘောတိုင်းရှိကြမှာမဟုတ်ပါဘူးဗျာသူကခုခံကာကွယ်တော့ခါစင်ကြီးမော်လိုက်မိသည်ဥတ္တမအောင်တန်းနေဘာမပြောဘာမစုံ ကားကိုဆက်နှိုးလိုက်သည်။ညီယာတို့ကမောက်ထွက်ခဲ့သည်။ကုံတယ်လမ်းပေါ်ရောက်မှတခုခုစားပြီးမှပြန်မလာမတက်စင်ဆိုသည်။နေပါစေတော့ဇင်ဆောင်ကိုပဲပြန်ချင်ပါတယ်။ဆောင်တို့ရောက်တော့ညီတကာသူအားလျင်နှုတ်ဆက်သည်။ကျွန်တော်ပြန်မယ်မတက်စင်။ဇင်ကောင်းချင်းပြလိုက်သည်။ရှင်ပြင်းစွာမောင်းထွက်သွားသောကာနာပိုင်ကိုငေးကြည့်ရင်ဇင်ဆောင်တွင်မြေခွေလေးလန်းသောခြေလမ်းများပြင်ဝင်ခဲ့သည် ောက်ခင်ဆိုသလိုပါပဲဒီတစ်ခါမှတော့ဆင်တွေးရပါပြီဆင်ပြောခဲ့တော်စကားကသူ့ကိုဒါလိုက်ထိခိုက်သွားလေသလားသူ့စိတ်ဆိုးရိမ်များသွားလေမေးလားသူ့ကိုကြည်ရသည်မှာတိတ်လေးနဲ့လွန်နေသည်စနီးရှိတော်ယောက်ျားတော်ဖောက်ပြန်ကြခြင်းမှာအိမ်တွင်ရေမတရားမှုများကြောင့်လည်းဖြစ်သည်စနီးပေါ်လိုမကြနိုင်ခြင်းကစသည်ထင်ပါ၏စင်စင်စင်းနေမောင်တော့ကွဲခွာခဲ့ခြင်းကဒီပင်လင်ဒီเจ้าနေเจ้าဖြစ်နိုင်သည် ကလေးညားရလာချိန်မှာလူခွဲလက်ခွဲမရှိသေးနဲ့စင်ဒီဖြစ်တလို့နေခဲ့သည်အတန်ပြန်ကြိုက်တော့မောင်လိုကြမဖြစ်ခင်စင်ကောင်မှာမလျှော်အားသဖြင့်ချက်ခဲဖြစ်ကနန်စောနေတတ်သည်စင်ဒီတို့ကန့်လျင်ကလေးနှုတ်ဆော်နန်နေမိမာမန်ကလေးဒီဆော်လဲနန်ချင်းနန်နိုင်သေးသည်ပြီးအထာရရန်ခဲရခဲစစ်လာတွေ့ရတော့မောင်ကိုစင်ကရာတီခွင်စရာရာနေထိုင်ပြလိုက်တော့မောင်မှာလုံးကြရှိခဲ့ရသည် ဒီလိုမထင်မှတ်သောဖြစ်ပျက်ကလေးတွေကစားကပြဿနာကြီးထွားလာတတ်ခြင်းဖြစ်သည်အမိုက်ကအစားအနံတော်တစ်ခုလုံးမိလောင်ရသည့်ဂိမ်းကြုံရခြင်းဖြစ်သည်သူတို့မှာဘာပြဿနာများရှိပါလိမ့်သူတို့အိမ်ထောင်ရေးမှာတည်နေပြီဆိုတော့စားမြင့်သောချိန်တွေကပြဿနာထွေထွေရှိခဲ့လိမ့်မည်ထင်ရသည်သူစနီးနေသူစိတ်ချမ်းသာအောင်မစွမ်းဆောင်နိုင်လားမမမကြမ်းဖြစ်နေသလားစိတ်နေဖပြန်ခဲ့သလားအပြင်မှာပျော်စရာရှာနေသလား ငွေကြေးဆန်းသာသူတွေမှာဖြစ်ပေါ်တတ်သောအဓိကစီမားကတော့မရပြန်နိုင်ခြင်းပဲ။ဖောက်ပြန်လွယ်ခြင်းပဲ။နောက်တစ်ခုတွေးရရသည်မှာတော့သူ့ဇနီးတွေဒနာပေါ်မောက်ကသူ့ပေါ်နိုင်ယူလေသလား၊ဝင်ရင်ယူလေသလား။အိုးဒီเจ้าနေတွေးရတာစိတ်ညစ်ဖို့ကောင်းလိုက်တာ။ဇင်းဒီလဲလျောင်းရမှာစက်ကနေထားလိုက်သည်။အခန်းထဲမှာပြေးထွက်ခဲ့သည်။နော်ရိုင်းလှုပ်ရှင်သွားကြည့်အောင်ကွယ်။ကိုတကာခံမမယ်။ဒီလိုနေ လင်းနှင်းလာသောတွေးများကိုဖျက်ဖျက်ပစ်ခဲ့ရသည်ခုနဆန့်ရှင်မလာဆန်းတွင်ဝါနေစာသည်ပြေသာရာစာကိုပြီးတက်ပေးခဲ့သည်စင်းတော်ဖွဲကတော့လောက်တခုပြီးစီပင်မောဝမ်းသာကြသည်ပျော်ရွှင်ကြသည်ဒီရပြီးလင်းတော့အခြားဒီလိုပဲစင်းရင်နေအင်းနေမနိုင်မင်းဖြစ်နေသည်လုပ်ငန်းကိုင်ငန်းကြီးတခုတော့ဝင်ကြရအောင်စင်ဖို့ကတော့ဥတည်မောင်တန်းကိုခွဲခွာပြီးနောက်အခြားဥတည်မောင်တန်းနဲ့လာလို့တော့လုပ်ငန်းရှင်ကြီးတို့နဲ့တွေ့ဆုံရပါအောင် ဇင်းတို့ကပြောနေသလားဦးတင်မတိုင်းရင်မျက်နာကတော့ခန့်ညွှန်းညိုးပြီဇင်းတို့ဖွဲထုတ်ခါသွားမြည်ကိုလိုလားဟမ်းမပြလားနောက်နောက်ဦးကျိုးနုံညက်တဲ့လူတွေနဲ့တွင်ဦးတင်မတိုင်းမှာမှကြောက်ရမလို့တော့ဘူးပေါ့ဇင်းကရေးပြပြောသည်သူမကြီးနိုင်ဇင်းတို့ဖွဲကိုဦးတင်မတိုင်းကခရဝိတ်တွင်ညစာကြွေးသည်ဒီတော့မှသူ့အတော်ရဲတောက်နိုင်ကြောင်းကိုဇင်းတွေ့ရသည် ဖွဲ့သားများကိုလိုက်ပို့ပြီးနောက်ဆုံးမှာစင်ကိုဆောင်သွပြန်ပို့ပေးသည်ဒီတစ်ခါမှာတော့စင်နေသူ့ကိုပို့ဆန်းဆန်းပြီးနှုတ်ဆက်မိသည်ကိုပိုင်ဦးထမောင်တပ်စင်စီစင်နေနေနောက်ဆုံးနှုတ်ဆက်ခြင်းပင်ဖြစ်ပါသည်ခွဲခွာမှုသည်နောက်ဆုံးဖြစ်သည်ဆိုသည်နေနေကိုပိုင်ဟူတုံခဲ့ခြင်းဖြစ်သည်ဦးထမောင်တပ်သည်စင်လက်ကိုဆွဲယူဆုပ်ကိုင်းပြီးတော်တော်နေလုံမပေးခဲ့နောက်နေ့တွေမှာမသက်စင်စီကိုကျွန်တော်ဖုံးဆက်လို့ရမလား လောက်ကိစ္စနဲ့ပတ်သက်ပြီးမကြည့်လဲတာအခက်ခဲဖြစ်တာဆိုရင်အချိန်မြင့်ဆက်လို့ရပါတယ်ဦးတင်မောင်တက်အလောက်ကိစ္စနဲ့ပတ်သက်မှာပဲလားမတ်သက်စင်ရဲ့အမှန်ပင်သူ့မျက်နှာတွေညှိုးနေတာသူ့တန်ကတိမ်နေသည်စင်ဘာပြောရမင်းမတိတက်ခဲကျွန်တော်ကကိုရီးကိုတာကိစ္စအတွက်ဆက်ချင်တာစင်နေသူ့လက်ထဲမှာမိမိလက်ကိုနှောယူလိုက်သည်မတ်သက်စင်တိမှာပါလေမနေ့ကျတော့လက်ခံခဲ့တာစင်စင်စနော့ဘူဘာတိတ်ပဲမှမရှိပါဘူး သူတို့တောင်းတော့ကျွန်တော်ပြီးလိုက်နိုင်တာကိုလည်းမသက်စင်သဘောပေါက်မှာပါစင်တိပါတယ်ဥတည်မောင်တတ်မှာဘောကဗေဒအခြေခံနဲ့စိတ်ထားမရှိတာစောစောတည်းကစင်တိဖြစ်ပါတယ်နောက်တစ်ခုကလည်းဝါနေစာကိုလက်ခံခဲ့တာတတ်တပ်ပစံဖြုံးခဲ့တာပဲဆိုတာကိုလည်းစင်သဘောပေါက်ပါတယ်ဒါဆိုရင်ကျွန်တော်ကိုကြီးကိုတာတဲ့ဖုံးဆက်တာကိုလည်းမသက်စင်လက်ခံမှုကောင်းတာအမှန်ပဲပေါ့နော်စင်ကအင်းမလုံးအင်းမလုံးကျွန်တော်ပြန်မအောင်မသက်စင် ်စင်းနေအချိန်ပြင်းစွာမောက်ထွက်သွားတော့သူကနောက်ပိုင်းကိုငြင်းချင်းနေခဲ့တယ်တိတ်ခေါ်တက်ပြင်းဆိုင်လိုက်တယ်စင်းဝင့်လေရေးမှဗီဒီယိုမြင်ပါပြီအဆောင်ဧကံမှာတယ်လီဖုန်းခေါလောင်းတိုင်းညလာတယ်တယ်လီဖုန်းနဲ့ဤသူတယောက်ကကောက်ကိုင်းလန်ဟန်တူသည်ခေါလောင်းတိုင်းပြသွားသည်စင်းမင်းတို့တယ်လီဖုန်းနော်ရာဤတန်ကိုကြားရသည်လာပြီနော်ရာစင်းဝဝင်ရင်တဝက်တပြက်နေပင်ဧကံကိုပြေးထွက်ခဲ့သည် ဟယ်လိုဆိုတော့အတန်ကိုကြားရတော့ကစီရင်မျက်လုံးပြူးသွားသည်ဖះဖះဥတ္တမောင်တတ်မဟုတ်လားဟုတ်ပါတယ်မတတ်စင်ဒါဒါထက်တိတ်အံ့ဩသွားသလားကျွန်တော်ဘယ်မှမရောက်သေးပါဘူးမတတ်စင်တော့လမ်းထိပ်မှနေရှိပါသေးတယ်ဒီတယောက်အင်းကနေဆက်တာပါอ๋อโอ้ติมาตันเอจนกูยี้กูตาเคสอะไรพูပြောฉันโนบาลีดันนี่โตทวากาจน မသက်စင်ဖြစ်တယ်။စကားပြောခွက်ကိုအလင်းစလိုချသွားသည်။စင်းသည်။စကားပြောခွက်ကို gain ရင် gain နေမိလေသည်။ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းစံများကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦး။